င်္ဂလာပါခင်ဗျာမြမပြင်းနေအုပ်ချုပ်တဲ့ခေတ်အဆက်ဆက်မှာတော့ဗုဒ္ဓဘာသာကိုသာအတိတ်ကထားပြီးတော့ကိုးကွယ်ခဲ့ကြတာကိုတွေ့ရပါတယ်။ပကင်းပင်းရညောင်ရင်ကုန်းပေါင်တောင်ငူစားတဲ့ခေတ်အဆက်ဆက်မှာဗုဒ္ဓဘာသာဘရင်တွေကပဲအုပ်စိုးခဲ့တာကိုလည်းတွေ့ရပါတယ်။ဒါ့အပြင်မွန်နဲ့ရခိုင်လိုတိချပရိသေနိုင်ငံတွေမှာလည်းဗုဒ္ဓဘာသာဘရင်တွေကပဲတင်းနေကိုစိုးဆင်ခဲ့ကြသလိုခေတ်ပြန်အင်ဖြစ်တဲ့ယူဒီယာလောက်အိုကမ်ဘောဒီးယားတီဟိုနိုင်ငံတွေမှာလည်းဗုဒ္ဓဘာသာဘရင်တွေကပဲ အိုးဆိုးခိတာကို တွေ့ရပါတယ်။ဒီလိုဗုဒ္ဓဘာသာဘယံတွေအိုးဆိုးခိကြပြီမဲ့လဲဥရောပခရီးသွားကုန်တီတွေသာသနာပြုပုဂ္ဂိုလ်တွေရောက်ရှိလာတာနဲ့အတူ သူတို့ရဲ့ယုံကြည်ကိုးကွယ်ရာဘာသာတွေဟာလည်းပါလာခဲ့ကြပါတယ်။သူတို့ပြန်တော့မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တဲ့ပေါ်တူဂီတက်လူမျိုးတွေရဲ့ပင်လီစွန်းစွန်းရှာဖွေမှုတွေနဲ့အတူသာသနာပြုလုပ်ငန်းတွေဟာလည်းပါဝင်လာခဲ့တာကိုတွေ့ရပါတယ်။ ဒီလိုမျိုးသာသနာပြုတဲ့ပုဂ္ဂိုလ်တွေသာသနာပြု လုပ်ငန်းတွေဟာနိုင်ငံအတွင်းကိုဝင်ရောက်ခဲ့ပေမဲ့လည်းငโกကလေးကလက်ခံယုံကြည်လာကြတဲ့ဗုဒ္ဓဘာသာက နေပြီးတော့ပြောင်းလဲလက်ခံတော်ကြတာကိုတော့တိတ်မတွေ့ရပါဘူးအထူးသဖြင့်တော့ဘယင်တွေနဲ့သူတို့ရဲ့မိသားစုဝင်တွေဟာဘာသာကူးပြောင်းတော်တယ်ဆိုတာသမိုင်းထင်းမှာလုံးဝမရှိတဲ့အနေအထားတစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းမြန်မာသမိုင်းထင်းမှာတော့ရှာရှာပါပါဆိုသလိုပဲ ဘရင်ဆွေတော်မျိုးတော်ဒေတာရင်ရှာတွေဖြစ်ကြတဲ့အလွန်ထင်ရှားတဲ့မင်းသားနှစ်ပါးဟာကိတလိဘာသာကိုကူးပြောင်းလက်ကင်ခဲ့တာကိုတော့စိတ်ဝင်စားဖွယ်တွေ့ရပါတယ်။ဒီနေ့မှာတော့ကိတလိဘာသာကိုကူးပြောင်းယုံကြည်ခဲ့ကြတဲ့ဆိုတဲ့တောင်ငူဘရင်နဲ့ရှင်တော်နဲ့ရခိုင်မင်းသားတော်မှာတင်လို့အကြောင်းကိုတင်ဆက်ပေးတော်မှာပဲဖြစ်ပါတယ်။ပထမဦးစုအနေနဲ့ကတော့ရခိုင်မင်းသားတော်မှာတင်တဲ့သူမိသားစုဝင်တွေအကြောင်းကိုလေ့လာကြည့်အောင်ပါ။ ဓမ္မတင်ဆိုတာကတော့မြတ်ဦးဘုရင်မင်းရစာကြီးရဲ့မြေတော်ဖြစ်ပြီးတော့သူရဲ့ဖခင်ဟာမဲမင်ကြီးလို့သိရပါတယ်။မဲမင်ကြီးဟာဆိုရင်မင်းရစာကြီးရဲ့ဒုတိယမြောက်သားတော်လည်းဖြစ်ပါတယ်။ဓမ္မတင်မင်းသားကိုတော့ခရစ်နှစ်1606ခုနှစ်မှာစစ်တကောင်းမြို့မှာပဲမွေးပေါ်ခဲ့တယ်လို့ဆိုပါတယ်။ဓမ္မတင်ရဲ့ဖခင်မဲမင်ကြီးဟာလည်းစစ်တကောင်းမြို့သားဖြစ်တဲ့အတွက်သူရဲ့မိသားစုတွေဟာစစ်တကောင်းမှာပဲနေထိုင်ခဲ့ကြရင်တူပါတယ်။ မဲမင်ကြီးမှာသားတော်တောင်ပါတယ် ਨੇ သမီးတော်နှစ်ပါရှိတယ်လို့အမှတ်တမ်းတွေကဖော်ပြထားပေမဲ့လည်းမဲမင်ကြီးရဲ့မိဖုရားတောင်ပါတယ်ရဲ့မိခင်အမိကိုတော့ဖော်ပြထားတာမတွေ့ရပါဘူးမြောက်ဥပရဲ့မင်းရစာကြီးရဲ့ဘုန်းတကူဟာဘင်္ဂလားပင်လယ်အော်အရှိမြောက်ပိုင်းကင်ကာမြဝင်းကနေအေယာဝတီမြဝင်းအထိအာနာစစ်တွေလွှမ်းမိုးလို့ရှိခဲ့ပြီးတော့ပေါ်တူဂီလူမျိုးတွေဟာလည်းမင်းရစာကြီးရဲ့အရေးမှခိုလုံနေတိုင်းခဲ့ကြပါတယ်ဒီလိုခိုလုံလာကြတဲ့ပေါ်တူဂီလူမျိုးတွေဟာကုန်တယ်ကုန်ရှာအတန်းသမားတွေ ရခိုင်ရှိတဲ့မှာအမှုထမ်းတာတွေခန့်တဲ့ကတုတ်ချင်းတွေဆလုပ်တာတွေပါဝင်မြို့ရိုးတတိုင်းတွေလွတ်တက်တဲ့သူတွေဟာလည်းပါဝင်ပါတယ်နောက်တစ်ချို့ကတော့ဘရင်ရဲ့အမှုတော်ကိုမတန်းဆောင်ပဲရောင်းဝယ်ဖောက်ကားလုပ်နေတဲ့ပေါ်တူဂီကုန်သည်တွေပဲဖြစ်ပါတယ်သူတို့ကတော့စစ်တကောင်မျိုးအနေကဒီရင်ကမျိုးမှာနေထိုင်စေခဲ့တယ်လို့ဆိုပါတယ်မေယာစာကြီးပေါ်တူဂီတွေကိုဒီလိုရရှိထားတာဟာရခိုင်နေဆက်ကိုမကိုတွေရင်ကနေကာကွယ်ပေးမယ်ဆိုတဲ့သဘောတူညီချက်တွေနဲ့ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ် 1630ခုနှစ်မှာတော့မကိုတွေကဘင်္ဂလားတွေကိုသိမ်းလိုက်တာကြောင့်ရခိုင်ပိုင်နယ်စစ်တကောင်းဒေသဟာမကိုပိုင်နယ်နဲ့ကဲလျက်ဖြစ်တော့တဲ့အတွက်ရခိုင်ပြည်နယ်အတွက်မကိုဟာချင်းချောင်းမှုတစ်ခုလို့ဖြစ်လို့ရှိနေခဲ့ပါတယ်။မင်းအောင်စာကြည့်မှာသားတော်မင်းကမောင်ကိုအင်ရှစ်ဆန်ပေးအပ်ထားပြီးတော့ညီဖြစ်တဲ့မဲမန်ကြီးကိုတော့စစ်တကောင်းစာအဖြစ်ပေးအပ်ထားတာလည်းဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲမင်းကမောင်ဟာဖခင်ဖြစ်သူကို၃ကြိမ်အထိပုံကံခဲ့ပါတယ်။ မဲခမောင်ရဲ့ဒီလူရိုက်တွေဟာညင်ဖြစ်သူမဲမန်ကြီးအတွေ့လဲစိုးရင်စရာတခုဖြစ်လာခဲ့ပါတယ်။ဒီစီမှာပဲမဲမန်ကြီးဟာအကူမင်းဖလောင်နဲ့မသိမ့်မြတ်တဲ့အတွေ့ရခိုင်မျိုးပေါ်မှာခြေကိုယူနေကြတဲ့ပေါ်တူဂီတွေနဲ့ပေါင်းခဲ့ပါတယ်။အဲ့ဒီအရှင်ကရခိုင်ပိုင်နယ်ဖြစ်တဲ့ဘင်္ဂလားပင်လယ်အော်တွင်းမှာရှိတဲ့ဆွင်ဒီပကျွန်းပေါ်မှာပေါ်တူဂီစပိန်ကဗျာပင်လယ်ဓမြဘူစီဘက်ရှင်ကွင်ဇလာဟာစစ်တကောင်းစားကိုအကူအညီတွေပေးမယ်ဆိုပြီးတော့ကတိကဝတ်တွေပြုလာခဲ့ပါတယ်။ ဒါပြင်နှစ်ဦးနှစ်ဘက်မဟာမိတ်ဆက်ဆံရေးခိုင်မာအောင်အတွက်လဲစေတကောင်းစားသမိနဲ့သူရဲ့သားကိုအထင်းမြားပေးခဲ့ပါတယ်ဒီမင်္ဂလာပွဲအခမ်းအနားမတိုင်ခင်မှာတော့မဲမင်ကြီးရဲ့သမိတော်ကိုကစ်တလစ်ဘာသာဝင်အဖြစ်ကူပြောင်းစေခဲ့တယ်လို့လဲဆိုပါတယ်ဒီလိုမဟာမိတ်ပြုပြီးတဲ့နောက်မှာတော့စေတကောင်းစားနဲ့ဂွန်စလီတို့ပေါင်းပြီးတော့ခမေးတော်မင်းအားစာကြီးနဲ့နောင်တော်မဲခမောင်းတို့ကိုပုံကန်ခဲ့ပါတယ်ဒါပေမဲ့လည်းပုံကန်မှုမအောင်မြင်ပဲစေတကောင်းစားမှာခြေထိမဲ့တဲ့တန်ရာအကြီးအကျယ်ရရှိခဲ့ပါတယ် စစ်တကောင်းမျိုးစားရဲ့အခြေအနေတွေကိုသိတဲ့ကွန်စလီဟာခရီးရန်ဘုံတော်ကြီးဖာသာရဖေကိုစစ်ကောင်းစားရဲ့လူငယ်မေသားတော်နဲ့သမီးတော်ကိုကေဖို့အစီလွှဲခဲ့ပါတယ်။ဖာသာရဖေရောက်လာတဲ့အချိန်မှာတော့စစ်တကောင်းစားမဲမန်ကြီးဟာကန်တော်ကွန်ခါနင်းဆေးဆေးအရှင်ဖြစ်ပြီးတော့သူ့ကိုခရီးရန်ဘာသာကိုသွတ်သွဲဖို့စိုက်ပျိုင်းနေတဲ့အချိန်မှာပဲကန်တော်ကွန်ခဲ့တယ်လို့ဆိုပါတယ်။မဲမန်ကြီးခွေလည်တဲ့အခါမှာတော့ကလေးနှစ်ယောက်ကိုဖာသာရဖေကပဲယူဆောင်လာပြီးတော့ခရီးရန်ဘာသာကိုသွတ်သွဲလိုက်ပါတယ်။ လေးနှစ်ဦးဟာဟုတ်ကလီမှာရှိတဲ့ပေါ်တူဂီစခန်းကိုပို့ဆောင်ခင်ရပြီးတော့စိန့်နီကိုလဲတိလရှင်ကျောင်းမှာအနေပြီးကြီးပြန်းလာတဲ့အထိခရီးရသာသနာပြုတွေကကျွေးမွေးဆောင်ရှောက်ပညာသင်ကြားပေးခဲ့ပါတယ်ဒီကလေးတွေဟာဘရန်ဂျီဘာသာလို့ခေါ်တဲ့ခရီးရန်ဘာသာဝင်တွေဖြစ်လာရင်သာမကပဲရခိုင်ဇာတိလုံးဝပျောက်ဆုံးသွားပြီးတော့ပေါ်တူဂီစိတ်တဲ့တွေဖြစ်ကပေါ်တူဂီမင်းကြီးမင်းသားတွေအသွင်ဆောင်ပြီးတော့နေထိုင်ခဲ့ကြပါတယ် သမီးတော်ကိုတော့ပေါ်တူဂီလူကုန်တဲ့မိသားစုတစ်ခုကမွေးစားလိုက်ပြီးတော့သားတော်ကိုကိုအာမရှိတဲ့ပေါ်တူဂီဘုရင်ခင်ကမွေးစားခဲ့ပါတယ်။ပေါ်တူဂီတွေရဲ့ရည်ရွယ်ချက်ကလည်းအခွင့်သာရနဲ့ရခိုင်ထင်းတဲ့ကိုအရယူပြီးတော့ရခိုင်တပြည်နယ်လုံးကိုဩဇာခင်ဖြစ်အောင်ဆောင်ရွက်ဖို့အကြံစီတွေဖြစ်တယ်လို့လည်းတမိုင်းမှတ်တဲ့တွေကဆိုထားကြပါတယ်။ဒီလိုနဲ့ရခိုင်မင်းသားနဲ့မင်းသမီးကိုအတက်ပညာတွေသင်စေပြီးတော့ ပညာတက်ဖြစ်လာအောင်အတွက်လည်းကိုအားပေးရခင်ကငွေအားလူအားနဲ့မှာကုညီထောက်ပံ့မှုတွေပေးခဲ့တယ်လို့ဆိုပါတယ်သာသနာပြုဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Father Antonio Dicen Pensen ရဲ့သင်ကြားမှုတွေကြောင့်ရခိုင်မင်းသားငယ်ကိုပေါ်တူဂီသူကောင်းမျိုးဆက်သွင်းထားခဲ့ပြီးတော့ပေါ်တူဂီသူရဲကောင်းတဦးလိုဖြစ်လာစေခဲ့ပါတယ်1619ခုနှစ်တနင်္ဂနွေနေ့မှာတော့ဖူဂလီမှာရှိတဲ့ပေါ်တူဂီမင်းပေါင်းစုံကြီးရှိမှမင်းခင်မင်းသားတွေကျင့်ပါပြီးတော့ ရခိုင်မင်းသားရဲ့အမိကိုတောင်မာတန်လို့အမိပေးပြီးတော့ရခိုင်မင်းသမီးကိုတော့ပက်ထရိုနီလာလို့အမိပေးပြီးခရီးရန်ဘာသာကိုထပ်ပြီးတော့သင်သွယ်ခဲ့ပါတယ်။ဒီလိုဆောင်ရွက်လိုက်တဲ့အတွေ့မင်းသားတောင်မာတန်နဲ့မင်းသမီးပက်ထရိုနီလာတို့ဟာရခိုင်ဟန်တွေလုံဝပျောက်သွားပြီးတော့ပေါ်တူဂီမင်းသားမင်းသမီးတွေအပြည့်ရောက်ရှိစေခဲ့ပါတယ်။ဒီလိုနဲ့တောင်မာတန်ကိုအုံမွဲပင်လေရေလက်ချားမှရှိတဲ့ပေါ်တူဂီစခင်ကွေကွေရေးစစ်ဘိုလ်ကြီး ဖရရီဒီအန်ဒရာဒါရဲ့ရေတက်မှာတက်သားအဖြစ်စတဲ့အမှုထမ်းစေခဲ့ပြီးတော့စစ်ပညာတွေကိုသင်ယူစေခဲ့ပါတယ်။နောက်မှတင်ဟာပါရှင်ပင်လင်ကွေကပေါ်တူဂီဗရက်ရေတက်မှာ၄နှစ်တာဝန်ထမ်းဆောင်ပြီးတော့သူရတတိနဲ့တိုက်ရိုက်ခိုက်ရမှာအလွန်တရာထူးရှင်ပြောင်ပြောင်လှတာကြောင့်ပေါ်တူဂီစစ်ပုံမှုလောကမှာတော့ဒေါ်မတင်ဟာသူရဲကောင်းကြီးတူဖြစ်လာခဲ့ပါတယ်။1628ခုနှစ်မှာတော့မလကာကြီးလက်ချားပေါ်မှာပေါ်တူဂီတွေက အာရှေးဆူလက်တန်မင်းရဲ့တိုက်ခိုက်တာကိုခံခဲ့ရတာကြောင့်ကာကွယ်ရေးအတွက်အားဖြည့်တဲ့အခါမှာအသက်20နှစ်အရွယ်သာရှိသေးတဲ့ဒွန်ဘတ်တယ်မင်းသားကိုပေါ်တူဂီဂါဘာနာမင်းကြီးဒရန်လီဘရစ်တူကဗိုလ်မှူးရာထူးပေးပြီးတော့မလကာရေးလက်ချကိုဆေလွတ်ခဲ့ပါတယ်တိုက်တန်ပေါ်30ကိုကွက်ခဲ့ရတဲ့ဒက်ဖရန်စစ်စကိုတူကီနူဒစ်ဆန်တူနဲ့အတူရှီတက်လိုက်ပါသွားပြီးတော့ပေါ်တူဂီတို့ရဲ့ရင်သူအားစုတွေကိုဆန်းဆန်းတမန်တိုက်ခိုက်ရမှာတော့တောင်မာတန်ရဲ့သူရတ္တိကြောင့် တိုက်ဝေးအောင်မြင်ပြီးတော့တောင်မတန်မှာလှန်ဆွတ်တရားရရှိခဲ့ပါတယ်။1829ခုနှစ်မှာတော့ဒုတိယအကြိမ်အာရှတက်တွေနဲ့ရင်ဆိုင်တိုက်ပွဲ1630ပြည်နယ်မှာစင်ကာပူရေလက်ကျမှာအင်္ဂလိပ်တက်စ်တွေနဲ့ရင်ဆိုင်တိုက်ပွဲတွေမှာတွင်မှာတင်ဟာရေဆွန်းတတိပြပြီးတော့အောင်ပွဲတွေလည်းဆက်လက်ရရှိပြန်ပါတယ်။1640ခုနှစ်မှာတော့တောင်မတန်ဟာအသက်34နှစ်အရွယ်ရောက်လာပါတယ်။ပါရှားတရီလင်ကရေလက်ကျတဝိုက်မှာ၎င်း ဦးမွေးကနေပြီးတော့ဂျာကာတာထီ၎င်းပဲလီပြင်တခြားမှာတော့ကာကွယ်ရေးတိုက်ခိုက်ရေးတွေမှာပေါ်တူဂီဘရင်ရဲ့အမှုတော်ကို သက်ဆင်ကြိုပဲအမှုတော်ထင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပေါ်တူဂီမှာလည်းစတုတ်ထမျိုးဂျွန်ဘရင်ဟာတင်းနေကိုပြန်လည်ရရှိခဲ့ပါတယ်။ပေါ်တူဂီတွေကလည်းစပိန်မင်းဆက်တွေလက်ထက်ကရင်းရိုင်နေခဲ့တဲ့အခြေအနေတွေကိုအရှိကဘာမှာတကူအာနာကိုပြန်လည်တိဆောက်ဖို့ပြင်ဆင်နေတဲ့ကာလလေးဖြစ်ပါတယ်။ ဒါကြောင့်ကမ္ဘာအခြေအနေတွေနဲ့ရခိုင်ပြည်နယ်အရေးအခြေအနေတွေကိုဆက်ဆက်သုံးသပ်မိတဲ့မင်းသားတောင်မာတင်ဟာပေါ်တူဂီဘုရင်ရဲ့အကူအညီနဲ့ပြည်တော်ကိုပြန်ပြီးတော့ရခိုင်ထိနှင်းကိုရယူဖို့ကြင်စီခဲ့ပါတယ်။1642ခုနှစ်မှာတော့တက်တော်36နှစ်အရွယ်တောင်မာတင်ဟာကွဲဟုအငူကနေပြီးတော့ပင်လယ်ရေကြောင်းခရီးနဲ့ပေါ်တူဂီမြို့တော်လစပွဲကိုရောက်ရှိခဲ့ပါတယ်။ခရီးရဲ့ဘုန်းတော်ကြီးဖာသာကွန်တီနိုအပါဝဲသာသနာပြု မစ်စေဟောင်းမစ်စေတစ်တွေရဲ့အကူအညီနဲ့ ပေါ်တူဂီဘရင်နဲ့လည်းနှိစက်လာခဲ့ပါတယ်။ဂျွဲဘရင်ရဲ့ဆွေမျိုးတော်ထေကအမင်သားတစ်ပါးဖြစ်တဲ့အေလန်ကက်စထရာဟာဒေါမတင်ထိနှဲကိုသာပြင်ရခရင်ကြီးပေါ်နိုင်မယ့်နန်းကိုသိတဲ့အတွက်ဒေါမတွင်မှလိုအပ်တဲ့မြင့်ကြီးမင်သားအဝယ်အစားအဆောင်ရောက်တွေအခဲအနားတွေနောက်လိုက်နောက်ပါတွေနဲ့ကြေးကျန်တဲ့အပါဝဲကုန်ကြစည်တွေအကုန်လုံးကိုအကူအညီပေးခဲ့ပါတယ်။ခရစ်ရဲ့ဘုန်းတော်ကြီးဖာသာကွန်တီနိုရဲ့အဆက်အသွယ်နဲ့လည်းဒေါမတင်ဟာဂျွဲမင်သားနဲ့တွေ့ဆုံပြီးတော့ ရခိုင်တိနေပြည်ရရေးကိစ္စကိုတင်ပြရမှာတော့ဂျေမင်းသာဟာရခိုင်မင်းသားဓမ္မတွင်ပေါ်မှာအလွန်တရားမှကြေဖြူတဲ့အတွက်အရှိကဘာချမ်းမှရှိတဲ့ပေါ်တူဂီဘုံတကူပြင်းလင်းထူထောင်ရေးမှာရခိုင်ပြည်နယ်တကဓမ္မတွင်မင်းသားကိုအသုံးရှိနိုင်မယ့်လက်ကိုမြင်တဲ့အတွက်ဓမ္မတွင်လူသူများကိုလည်းအကူအညီပေးမယ်လို့ကတိပေးခဲ့ပါတယ်။1942ခုနှစ်မှာတော့ဓမ္မတွင်ဟာဂျန်ဘယန်ရှင်းမြင့်လိုက်တဲ့ငွေအားလူအားလက်နဲ့အားအား တန်ဖို့အင်ဟာအပြည့်အစုံနဲ့ပဲလေခကြီးကနေပြီးတော့ရခိုင်ထင်းနှဲကိုပြင်သိမ့်ဖို့ရှိလာခဲ့ပါတယ်။ဒီလိုနဲ့တိုက်ပွဲမှာတတိရှိရှိနဲ့တိုက်တိုင်းအောင်နိုင်ခဲ့တဲ့တောင်မာတင်ဟာရခိုင်ထင်းနှဲကိုတိုက်ခိုက်သိမ့်ပိုက်ဖို့ရှိလာစေမှာပဲကွယ်ဟုတ်အငူကိုအရောက်မှာအပြဲဖြားနာပြီးတော့တည်ဆုံတော့ခဲ့တယ်လို့ဆိုပါတယ်။တရှုမှတ်တမ်းတွေမှာတော့လုတ်ကျက်ခင်ရပြီးတော့ကြွေလည်ခဲ့တယ်လို့လည်းဆိုထားကြပါတယ်။မင်းသားဒေါ်မာတန်ဂွေလင်ခဲ့တဲ့အတွက်ပေါ်တူဂီတွေရဲ့ရခိုင်ကိုလေဝေါ်ကြီးအုပ်ဖို့ကြိုးစားမှုဟာလည်း ရည်နာခဲ့ရပါတယ်တကယ်လို့သာဒေါမတင်သာရခိုင်ထိနေကိုရရှိခဲ့မယ်ဆိုရင်တော့ရခိုင်ပြည်နယ်ရဲ့အခြေအနေသာမကပဲမြန်မာတိုင်းငယ်လုံးရဲ့အခြေအနေတွေဟာတမျိုးတစ်ပုံပြောင်းလဲသွန်းနိုင်တယ်လို့ပညာရှင်တွေကမျှော်ပြထားကြပါတယ်။ဒါပြင်ဒေါမတင်သာရခိုင်တိနယ်ကိုရရှိခဲ့လို့ရှိရင်ကိတလိဘာသာနိုင်ငံတော်ဘာသာအဖြစ်ဖြစ်လာနိုင်တယ်လို့လည်းပညာရှင်တွေကပြောဆိုထားကြပါတယ်။ဒေါမတင်ရဲ့နှမတော်ကတော့ပေါ်တူဂီမှာပဲအိမ်ထောင်ချပြီးတော့နေထိုင်သွားခဲ့တယ်လို့လည်းဆိုပါတယ်။ ဒီအကြောင်းအရာကတော့ရခိုင်မင်းသားဒုံမာတင်နဲ့သူ့နှမတော်အမတော်သုံးဦးလုံးဟာကက်သလစ်ဘာသာဝင်အဖြစ်တမိုင်းမှာပထမဦးဆုံးမှတ်တမ်းတင်ထားရတဲ့မင်းကြီးမင်းသားတွေပဲဖြစ်ပါတယ်။နောက်ထပ်တဦးကတော့တောင်ကူဘရင်ရဒုစာဆိုတော်နှက်ရှင်နှောင်းပဲဖြစ်ပါတယ်။နှက်ရှင်နှောင်းကလည်းကက်သလစ်ဘာသာကိုကူးပြောင်းလက်ခံခဲ့တယ်လို့မှတ်တမ်းတွေကဆိုကြပါတယ်။ဒါပေမဲ့လည်းနှက်ရှင်နှောင်းဘာသာကူးပြောင်းခဲ့တာနဲ့ပတ်သက်ပြီးတော့အငြင်းပေါ်မှုတွေဟာလည်းရှိနေပါတယ်။ တရှုသမိုင်းပညာရှင်တွေကတော့နေရှင်နဟဘာသာကူပြောင်းခဲ့တာမဟုတ်ဘူးလို့လည်းအခိုင်အမာ ပြောဆိုထားကြတာကိုလည်းတွေ့ပါတယ်နေရှင်နကတော့မြန်မာတစ်ကရီ940ခုနှစ်မှာခမေးတော်မင်းရီတီဟာသူနဲ့မေတော်ခင်စိုးတို့ကဖော်မြင်ခဲ့ပါတယ်နေရှင်နဟငီစင်ကလေးကစင်စီမျက်စီအတက်တွေကိုကျဉ်းကျဉ်းခဲ့ပါတယ်ဒါပြန်ဒါကုတ်လှန်တို့အတက်မှလည်းတော်ပြီးတော့လုတ်ရည်ချင်ရင်နဲ့လည်းပြည့်စုံတယ်လို့ဆိုပါတယ်တတ်တဲ့ထူကြတာကတော့စောင်းညင်းအတက်ကိုလည်းကောင်းစွာ သိဆိုတိမုံနိုင်တယ်လို့ဆိုပါတယ်။ဒါပြင်နက်ရှက်နောက်ဟာနေနာပြင်ယူရီးယားကိုရှိစင်မှာ အသက်9နှစ်သာရှိသေးပေမဲ့လေဖခင်နဲ့အတူလိုက်ပါခေရပါတယ်။အသက်7နှစ်အရွယ်မှာလေမိုးကောင်းစော်ပေါ်ပုံငယ်လာတဲ့အတွက်နက်ရှက်နောက်ဟာလိုက်ပါတိုက်ခိုက်ခေရမှာတော့အောင်မွေးတွေရရှိခဲ့ပါတယ်။အသက်7နှစ်အရွယ်မှာလေယူရီးယားကိုရှိတဲ့အခါမှာယူရီးယားပြင်ဗင်ဒရိန်နဲ့ခုခံတိုက်ခိုက်ရမှာတော့ဗင်ဒရိန်မခံနိုင်ပဲမြူတွဲကိုဝင်ပြေးခေရတယ်လို့ဆိုပါတယ်။ 964ခုနှစ်မှာတော့တောင်ကိုဘရင်မင်းရည်တရားသူဟာကေတုမီတီရွှေနဲ့အစ်ကိုတီးပြီးတော့နေတက်ခဲ့ပါတယ်။ဒါတော့အကြီးနက်ရှင်တော်ကိုအင်ရှေမင်းပြရဖြစ်ခဲ့မှုတဲ့ယုဒယဘရင်ရဲ့ညီမတော်ရာဇဓာတုကလျာနဲ့ဆုံမဲ့ပြီးတော့အင်ရှေမဲအဖြစ်ကိုပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဓာတုကလျာမင်းသမီးဟာနက်ရှင်တော်နဲ့ခုနှစ်လသာနေခဲ့ရပြီးတော့ကြွေလန့်ခဲ့တယ်လို့ဆိုပါတယ်။ ခမီးတော်နဲ့ရောက်ဆင်ပြီးတဲ့နောက်980တခုနှစ်မှာ National ဟာတောင်ကူထင်းနှံကိုတိဟတူပွေအမိခင်ပြီးတော့စိုးဆက်ခဲ့ပါတယ်။ညီတော်မင်းကြီးကျော်စောကိုတော့အရှိအယပေးပြီးကျဲညီတော်နှစ်ပါးဖြစ်ကြတဲ့မင်းကြီးကျော်တွင်နဲ့မင်းကြီးတိဟတူတို့ကိုလည်းအဆောင်ရောင်တွေပေးအပ်ခဲ့ပါတယ်။982ခုနှစ်မှာတော့အနောက်ဖက်လယ်မင်းဟာတောင်ကူကိုရှီတက်တိုက်ခိုက်လာပြီးတော့ National ကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။ လက်ဆင်တော်တက်တွေကလည်းအစွဲကုန်ခုခံပေမဲ့လည်းမခုခံနိုင်ကြတော့ပဲမြို့လူထုဟာစေဘေးအငက်ဘဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်လက်ဆင်တော်ဟာအနောက်ဘက်လယ်မင်းနဲ့စီးရှင်တို့ကိုစူးစမ်းခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့ဆရာတော်သင်္ဃာတော်တွေနဲ့ညီတော်တွေကပါတိုက်တွန်းတဲ့အတွေ့အနောက်ဘက်လယ်မင်းထံမှာလက်နဲ့ချခဲ့ပါတယ်အနောက်ဖက်လယ်မင်းဟာတောင်ကုန်ကိုမှန်ကန်ရှာပြီးတော့နေရှင်နယ်ကိုလက်အောက်ခံထားပြီးမြို့စားအရာကိုပိတ်ခဲ့ပါတယ်။နောက်ပြီးတော့တောင်ကုန်မှာရှိတဲ့ ရဝေရှင်တွင်မဲစေရရတမိတ်ရှင်သင်ကိုစတဲ့စောင်းညက်တက်တဲ့စာပေအမှုပညာရှင်တွေကိုပါအင်ဝါကိုခေါ်ဆောင်တော့ခဲ့ပါတယ်။လက်ရှင်တော်ဟာဆိုရဲမိမိရှိလာစွာသောမိဖုရားဓာတုကလျာကုလင်တဲ့အတွက်စိတ်မရှင်းမသာဖြစ်နေတဲ့အချိန်မှာပဲအခုတခါအနောက်ဖက်လင်မင်းရဲ့လက်အောက်ခံမြူစားဖြစ်တဲ့အပေါ်မှာစိတ်ပိုင်းဆိုင်ရာပို့ပြီးတော့ခံစားခေကြရပါတယ်။ဒါဖြင့်သူကိုယ်တိုင်ကလည်းလယုံရှိကိုအာကိုသူတယောက်ဖြစ်လို့နေပါတယ်။ သူစင်နာအရာတော့အနောက်ဘက်လေမင်းကို လက်ဆရှိသိမ့်ပိုက်လူပေမဲ့လေအဲဝါကိုသိမ့်ပိုက်ဖို့ဆိုတာကတော့မလွယ်ကူဖြစ်ပါဘူး။ဒါကြောင့်လေနေရှင်တော်ဟာတန်လျင်စာငစင်ကာစီကို စာရေးအကြောင်းကြားပြီးတော့တောင်ငူကိုတိုက်ခိုက်စေခဲ့ပါတယ်။984ခုနှစ်ဝါခေါင်လမှာတန်လျင်စာ ပေါ်တူဂီပုံမူငစင်ကာကလွှတ်လိုက်တဲ့ဇွန်ဒီဂရီတီးယားရဲ့ရေတဲကြောင်းရှိလာပြီးတော့မုတ္တမစာစောပညာတက်ကခြေကရှိလာပြီးတော့တောင်ငူကိုတိုက်ခိုက်ခဲ့ပါတယ်။ ဲ့ဒီမှာပဲ20နောင်ရဲ့ညီတော်မင်းကြီးကြော်စွာကြာဆုံးခဲ့ပါတယ်20နောင်ကိုလည်းတယ်လင်ကိုဖန်စီခွဆောင်တော့ခဲ့ပါတယ်ဒါကိုသိတဲ့အနောက်ဖက်လင်မင်းဟာငစင်ကတက်ကိုတိုက်ခိုက်ခဲ့ပါတယ်984ခုနှစ်ပြာသူလာဆင်းပိုင်းမှာတယ်လင်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်ငစင်ကဟာအနောက်ဖက်လင်မင်းကိုတိုက်ခိုက်တဲ့အချိန်မှာပဲ20နောင်ကပါငစင်ကနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်ဒီရှိမှာပဲမာရချစ်ဓမ္မလို့ခေါ်တဲ့ပေါ်တူဂီကုန်တီတယောက်ဟာ တန်ဖိုးနဲ့ရခိုင်ကပြင်လာတဲ့အခါမှာပေါ်တူဂီနဲ့မြန်မာတွေစစ်ဖြစ်နေတဲ့အကြောင်းတည်ငြိမ်ကိုကြားတဲ့အတွက်သူ့လူတွေကိုစုပြီးတော့တယ်လီယံကိုရှီလာခဲ့ပါတယ်။တယ်လီယံကိုရောက်တဲ့အခါမှာတော့အနောက်ဘက်လင်မင်းဟာမာရဂျစ်ဒမီရဲ့တက်ကလူနဲ့တန်ဖိုးတွေကိုဖမ်းဆီးပြီးတော့အချင်းရှာတာလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မာရဂျစ်ဒမီတို့လူစုကိုရိုက်နှက်ထိုးချိတ်ပြီးတော့စာရေးသားကတယ်လီယံကိုဖောင်နဲ့မျောချလိုက်ပါတယ်။စာတင်းမှာတော့ဘူမူဇက်ကာကိုတတိပြုလေး ငါရင်သူကိုမပေးအပ်ရင်ဤသူရှိဖြစ်ကြမည်လို့ပါရှိပါတယ်။လက်ရှင်တော်နဲ့ငစင်ကတို့ဟာဒီလိုအချိန်တွေမျိုးကိုမြင်ရတဲ့အချိန်မှာတော့အလွယ်တရာမှစိတ်ဆူးကြပြီးတော့လက်ရှင်တော်ဟာလည်းငစင်ကနဲ့တစိတ်တည်းတဝင်းတည်းဖြစ်တော်ပြီးတော့ဗရင်ဂျီဘာသာကိုဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ဗရင်ဂျီဘုန်းတော်ကြီးအန်ထိုနီ အာလမီတူနဲ့ကူရုဇာစုတို့ကကက်သလစ်ဘာသာကိုတက်သွင်းပေးခဲ့တယ်လို့လည်းဆိုပါတယ်။ ဒီလိုနဲ့အနောက်ဖင်လင်မင်းဟာ20ကံနဲ့20တောင်တို့ကိုနောက်ဆုံးမှာဖယ်ရပြီးတော့တနာခင်ရဲ့အသက်ရှင်သာပေးမယ်လို့ဆိုခဲ့ပေမဲ့လည်းနတ်ရှင်တော်ကတော့ငါအကြောင်းကိုစင်မင်းလျင်ငါအကြောင်းကိုတည်ပြီးပဲဖြစ်တော်သည်ဤပေါ်တူဂီအမျိုးသားနဲ့ပေါင်းရှယ်ရေတသွေးတသားတွေဖြစ်ပြရကတေဘေးကိုကြောက်တာတော့မီမဟုတ်ဓမ္မတာတဲ့ဖြစ်မီပြည့်မီပဲငါတယောက်တည်းသာဖြစ်ရပြရသည်မဟုတ် လက်တို့ရောက်သည်ဟုတက်တော်လဲကိုကာယအကောင်သာတည်မီအသက်ကိုစိုးပိုင်သည်မဟုတ်ပြုလို့ရပြုလေဆိုပြီးတော့မင်ခေးပါလေအနောက်ဘက်လည်းမင်းကလည်း nation down နဲ့ငစင်ငါတို့ကို984ခုနှစ်တန်ခူလာပြေကျော်၃ရက်စနေနေ့မှာပဲလန်လျံမြို့ဈေးလီမှာကားစင်တင်ပြီးတော့ကွဲမြက်ခဲ့တယ်လို့ဆိုပါတယ် nation down ရဲ့အလောင်းကိုတော့ညီဖြစ်သူကတချိုးခဲ့ပါတယ် nation down ရဲ့အုပ်ကကတော့တန်လျံမြို့စိုက်ခေါစီတီခြေရမှာယနေ့တိုင်တည်ရှိနေစေလေဖြစ်ပါတယ် လက်ရှိတော့ဟာမြန်မာနိုင်ငံရဲ့ဗတုဘရင်လို့တောင်တင်စားရတဲ့အသည့်အရေးအဖွေတော်တဲ့စာပေပညာရှင်တဦးဖြစ်သလိုဂီတဘယ်မှာလဲထူးရှင်တဲ့ရှားပါဘယင်တစ်ပါးဖြစ်ပါတယ်တဖက်မှာလည်းမျက်စင်တော်ကိုတော့ငစင်ကာနဲ့ပူပေါင်းသောတဲ့အတွက်သစ္စာပေါအဖြစ်လေးရှုမြင်ကြတာတွေလည်းရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မျက်စင်တော်ဟာသစ္စာမဖောက်ခေဘူးလို့လည်းထောက်ပြတဲ့ဘက်တွေကလည်းရှိပါတယ်။နောက်တစ်ခုကတော့မျက်စင်တော်ဟာခရိယံဘာသာကိုကူးပြောင်းမပြောင်းဆိုတာကလည်း မတူညီတဲ့အမြင်တွေနဲ့ရေးသားကြတာတွေလည်းများစွာရှိနေပါလေမြန်မာနိုင်ငံမှာတော့ခရစ်ယာန်ဘာသာဟာစစ်ခုနှစ်ရာစုမှာစတင်ရောက်ရှိခဲ့တယ်လို့ဆိုပါရစေအဲ့ဒီအချိန်မှာသင်လျင်မြို့မှာရှိတဲ့ဘုရားရှိခိုးကျောင်းတစ်ခုကိုလည်းအခုအရှင်ထိတွေ့မြင်နိုင်သေးပါတယ်စစ်ခုနှစ်ရာစုမှာတော့မြန်မာနိုင်ငံကိုခရစ်ယာန်ဘာသာရောက်တဲ့အရှင်ဟာသင်လျင်ကိုအစောဆုံးရောက်ရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ် ဒါကတော့မြန်မာသမိုင်းထိပ်မှာအစောဆုံးခရီးယားဘာသာကိုဝင်ရောက်ကူးပြောင်းခဲ့ကြတဲ့မြင့်ကြီးမင်းသားတွေရဲ့အကြောင်းအရာတွေဖြစ်ပါတယ်။ရတုဘီယံတောင်ကူဘီယံနက်ရှင်နုံနဲ့ရခိုင်ပြည်ရင်မြရစာကြီးရဲ့မြေတော်ဖြစ်တဲ့တောင်မတန်မင်းသားနဲ့သူရဲ့နှမတော်တို့ဟာဆိုရင်မြန်မာနိုင်ငံသမိုင်းထိပ်မှာတော့အစောဆုံးခရီးယားဘာသာဝင်တဲ့အဖြစ်သမိုင်းမှတ်တမ်းတွေမှာပေါ်ပြခင်ထားရတဲ့သူတွေလည်းဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့မော်ရာဆိုပါ thank you